မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့ဇန်နဝါရီလ28ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမော်မြို့နယ်ဗမော်လေရင်ခွင်းနယ်လေစိတ်တစ်ခုလုံးကို KI ဥဆောင်တဲ့တော်လိုင်းတပ်များက အပိတတိုက်ခိုက်တိုင်းပိုက်လိုက်ပြီးတော့လက်နက်ခဲရအများပြားကိုရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇန်နဝါရီလ26ရက်နေ့ညနေပိုင်းမှာဗမော်လီရင်ကွင်းနဲ့လေစိတ်တစ်ခုလုံးကိုအပိတတိုက်ခိုက်တိုင်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။မနေ့ကဗနက်ပိုင်းကစတင်ပြီးတော့ဗမော်လီစိတ်အတွင်းထဲကိုထိုးဖောက်ဝေရောက်ခဲ့ပြီးတော့ညနေပိုင်းမှာအပိတတိုက်ခိုက်တိုင်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဗမော်လီရင်ကွင်းစိုးရောက်သွားပါပြီ။လေရင်ကွင်းနဲ့လေစိတ်အကုန်လုံးရတာပါ။လက်နက်ခဲရနေလည်းအများကြီးရပါတယ်။စရင်အတိကျတော့မသိရသေးဘူးလို့ KI ရဲ့ရွှေတန်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ်။ဇန်နဝါရီ လ25ရက်နေ့ဗမော်မြို့နယ်အမတ366နဲ့ခွန်3936တန်ကြက်ကတရင်တို့ကိုအပိသက်တိုက်ခိုက်သိမ့်ပိုက်ထားတဲ့အပြင်တန်ကြက်ကတင်ကကိုးစီကိုလည်းရရှိထားတယ်လို့သိရပါတယ်ဗမော်မှာကသတင်းကောင်းတွေကြီးပဲအချိန်တိုင်တော့သိရမှာပါတချို့ဟာတွေကလုံခြုံရေးအရလောက်ကန်ရတာတွေရှိနေပါသေးတယ်လို့ PDF သတင်းရေးမြစ်တစ်ခုကရှင်းပြထားပါတယ်ဗမော်တိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများလက်နက်ကြီးပစ်ခတ်မှုများကိုအကြီးအကျယ်လုပ်ခဲ့ပြီးတော့ ဒရုန်းများကိုပါအသုံးပြုပြီးတော့ခုခံတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဗမော်မြို့ကို2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့ကစတင်ပြီးတော့ KAI ဥဆောင်တဲ့တော်လိုင်းတပ်များကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့် update သတင်းကတော့စစ်အာဏာရှင်ဟောင်းပန်းရွှေရဲ့တမတ်ဒေါက်တာနေဆိုးမောင်ကိုစစ်ကောင်စီကအိုးဘိုထောင်တွင်းကတရားရုံးကနေပြီးတော့ထောင်ဒဏ်၃နှစ်ချမှတ်ခံရပြီးတဲ့နောက် တီးတန့်အဆောင်မှာထားရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒေါက်တာနေဆုံးမောင်ကိုမန္တလေးဥပုထောင်အတွင်းတရားရုံးကပုံမှန်905ကကြီးနဲ့အလုတ်ကျန်းနဲ့ထောင်ဒဏ်3နဲ့ချမှတ်လိုက်တယ်လို့သိရပါတယ်ဒါပေမဲ့၎င်းကိုအခြားအကျဉ်းသားတွေနဲ့အတူမထားပဲတီးတန့်ခွဲထားတယ်လို့သိရပါတယ်လက်ရှိကျမ်းမာရေးအခြေအနေဟာလည်းကောင်းမွန်တယ်လို့သိရပါတယ်အာနာရှင်ဟောင်းတန်းရွှေရဲ့တမတ်ဖြစ်နေတဲ့အပြင်နေရွှေသွေးအောင်ရဲ့ဖခင်ဖြစ်နေခြင်းလို့ကြောင့်ဒေါက်တာနေဆုံးမောင်ကိုအကျဉ်းဥစည်းဌာနက၎င်းတို့ရဲ့အစီအစဉ်နဲ့တီးတန့်ထားရှိခြင်းဖြစ်တယ်လို့သိရပါတယ်အခြားအကျဉ်းသားတွေနဲ့ရောနှောထားတာမျိုးမဟုတ်ဘူး ူးသူ့ကိုတော့တီးတန့်ထားတာပါတယ်ခွင်ထူးခံတဲ့သဘောမျိုးလည်းမဟုတ်ဘူးတီးတန့်ဆောင်မှထားတာလို့အိုးဘိုထောင်ရဲ့သတင်းအရင်းမြစ်ကပြောပါတယ်2024ခုနှစ်အော်တိုဘာလ23ရက်နေ့မှာအာနာရှင်ဟောင်းတန်းရွှေရဲ့တမတ်လဲဖြစ်အာနာရှင်ဟောင်းတန်းရွှေရဲ့မြေးဖြစ်သူနေရွှေသွေးအောင်ဖိုးလာပြည့်ရဲ့ဖခင်ဒေါက်တာနေဆုံးမောင်ကိုအကြပ်ဆက်ကောင်စီကနိုင်ငံတော်တည်ငြိမ်အေဂျင့်ရေးပြပြစီရန်လူမှုကွန်ရက်မှာလှုံ့ဆော်တယ်ဆိုပြီးတော့ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဒေါက်တာနေဆုံးမောင်ဟာအာနာရှင်ဟောင်းတန်းရွှေရဲ့တမိဖြစ်သူ ဒေါ်ကြည်ကြည်ရွှေနဲ့လက်ထပ်ထားသူဖြစ်ပြီးတော့အာနာရှင်ဟောင်းတန်းရွှေရဲ့အထက်ဆုံးမြေတဦးဖြစ်တဲ့နေရွှေသွေးအောင်ရဲ့ဖခင်လည်းဖြစ်တယ်လို့သိရပါတယ်။၎င်းရဲ့ဖခင်ဟာရခင်ကကာကွယ်ဝင်ကြီးတင်းစိန်ဖြစ်တယ်လို့သိရပါတယ်။ဒေါက်တာနေဆိုးမောင်ဟာတက်မတော်စေးတက်မှာဗိုလ်မှူးကြီးအဆင့်နဲ့အငိမ့်စားယူခဲ့ပြီးတော့ပြည်သူ့ကျန်းမာရေးတပ်ကတော်မှာပအောင်ခါချုပ်အဖြစ်နဲ့ပါတာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့သိရပါတယ်။ NLD ပါတီဒုတိယဥက္ကဋ္ဌမန္တလေးတိုင်းဝင်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကွယ်လွန်မှုနဲ့ပတ်သက်ပြီးတော့ဒေါက်တာနေဆိုးမောင်က အောက်တိုဘာလ9ရက်နေ့မှာလူမှုကွန်ရက်စာမျက်နှာကနေတဆင့်ဝမ်းနဲ့ကြေကွဲပြီးတော့ခန်းစားချက်များပြင်းထန်ခဲ့ကြောင်းအောက်ပါတိုင်းရေးသားဖော်ပြထားပါတယ်ခန်းစားချက်တွေပြင်းထန်လွန်းလို့မျက်ရည်ကျမိပါတယ်ကိုပြည်သူတွေအတွက်ကိုတာဝန်ယူတဲ့ဒေသတိုးတက်အောင်အားကျိုးမန်တပ်ဆောင်ရွက်ပေးခဲ့ပေမယ့်ဆရာနေမကောင်းတဲ့ကာလမှာကျမ်းမာရေးစောင့်ရှောက်မှုမပေးနိုင်ခဲ့လို့စိတ်မကောင်းဖြစ်ရပါတယ်ဆရာမြင့်မြတ်တဲ့ဘုံမှာအေးချမ်းစွာလဲလျောင်းလို့အိတ်ဆက်အနားယူပါတော့ဆရာ နောက်ဘဝမှာလူဖြစ်ခဲ့ရင်လွတ်လပ်တရားမျှတပြီးလူကိုလူလိုဆက်ဆံတဲ့နိုင်ငံမှာလူပြန်ဖြစ်ပြီးလူသားတွေရဲ့အကျိုးကိုဆက်လက်တည်ပေါ်နိုင်ပါစေဆရာလို့ရေးသားခဲ့တာကိုတွေ့ရပါတယ်။ဒါအပြင်စစ်အာဏာသိမ်းမှုအပေါ်အာဏာရှင်ဟောင်းတန်းရွှေကမင်းအွန်လိုင်းကိုနားမချလီသလားလို့လူမှုကွန်ရက်ပေါ်မှာမင်းမြန်လာမှုများကိုဒေါက်တာနေဆိုးမောင်က ကျွဲပါစောင်းတီးဆိုပြီးတော့ reply ပြန်ပေးခဲ့တယ်လို့သိရပါတယ်။ဒေါက်တာနေဆိုးမောင်ကစစ်အာဏာသိမ်းမှုကိုမနစ်သက်ကြောင်းမကြာခဏဆိုသလိုလူမှုကွန်ရက်ပေါ်မှာရေးသားလေးရှိပြီးတော့မြန်မာပြည်သူအပေါင်းလေရင်တန်းဘုံတန်တွေကင်းစင်ပြီးဘေးမသိရမခပဲအိပ်ပျော်တဲ့ညတွေဖြစ်ပါစေလို့စစ်တပ်ရဲ့လေရင်နဲ့ပြည်သူများအပေါ်ဘုံကျဲနေမှုများကိုအော်တိုဘားလ3ရက်နေ့ကလည်းဝေဖန်ရေးသားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မခွေးတိုင်းစိတ်ဖြူမြို့နယ်ကင်မောတောင်ရွာကိုအချက်ပဲဆက်တကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောက်ရောက်ပောက်ကွဲပြီးအမွာကလေးငယ်နှစ်ဦးအပါအဝင်ပြည်သူ၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ26ရက်နေ့ညနေ9:00ခွဲအချိန်ကမှအချက်ပဲဆက်တရဲ့ကပ္ပဆာ22က 120မမလက်နက်ကြီးတစ်လုံးပစ်ခတ်ခဲ့ရာစိတ်ဖြူမျိုးနဲ့ကင်မွန်တော်ခြေရွာကိုကြောက်ရောက်ပောက်ခွဲခဲ့ပြီးအမွာကလင်းငယ်နှစ်ဦးအပါဝင်ပြည်သူ၄ဦးသေဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဘာတိုက်ပွဲမှာမရှိဘဲနဲ့စစ်တပ်ကပစ်ခတ်လိုက်တာပါ။သေဆုံးသွားတဲ့နေရာမှာကလင်းငယ်နှစ်ဦးပါတယ်။အမွာတွေလို့သိရပါတယ်လို့ရေဦးတော်လိုက်ရေးမြိုင်မျိုးအဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်။ဒါအပြင်ရှမ်းပြည်နယ်နောင်ချုံမြို့နယ်မှာရှိတဲ့အုံမတိခြေရွာကိုလည်းအချက်မဲ့စစ်တပ်ကမိရှုဖျက်ဆီးခဲ့ခြင်းကြောင့် နေအိတ်အလုံး20ကမိလောင်ပြချခဲ့ရတယ်လို့တရားနာရေးထံကသိရှိရပါတယ်။အုံမတိကြီးပါကိုအကြမ်းမဆက်တကဒီဇင်ဘာလ29ရက်နေ့မှာတကြိမ်ဇန်နဝါရီလ19ရက်နေ့မှာတကြိမ်နဲ့ဇန်နဝါရီလ26ရက်နေ့ညနေ9:00ခွဲအချိန်မှာတကြိမ်စုစုပေါင်း3ကြိမ်လာရောက်ပြီးတော့မိရှုဖြတ်စည်းခဲ့ပြီးနေအိတ်အလုံး20ကပြချခဲ့ရတယ်လို့သိရပါတယ်။ဇန်နဝါရီလ22ရက်နေ့ကလည်းနောင်ချုံမြို့ရဲစခန်းနဲ့ပါရမီလဖေးဆိုင်ပေါ်ကိုလည်းအကြမ်းမဆက်တကဂျက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့မှုကြောင့်ဒေသခံပြည်သူ၈ဦးသေဆုံးပြီး ပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အကြမ်းမဆက်တဲ့ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အရသာပြည်သူများကိုရည်ရွယ်ချက်ရှိရှိနဲ့ဥတည်ပြီးတော့ဘုံကျဲတိုက်ခိုက်နေတယ်လို့သိရပါတယ်ဒါကြောင့်ပြည်သူများအနေနဲ့အကြမ်းမဆက်တဲ့ရဲ့ဘုံကျဲတိုက်ခိုက်မှုများကိုရှောင်ရှားနိုင်ရန်စည်ရေးတရိအမျက်ရှိရန်လိုအပ်ပြီးလေချောင်းရံကနေကာကွယ်နိုင်ရန်လေချောင်းရံကာကွယ်ရေးဆိုင်ရာနီလာများကိုလည်းလိုက်နိုင်ရန်လိုအပ်တယ်လို့ TNL ကအတိအပြေပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့ကြောက်တရားမြို့နယ်နဲ့တာဂေတာမြို့နယ်မှာရှိတဲ့ရက်ကွက်များမှာအကြမ်းဖက်စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးများကအမျိုးသမီးစစ်မှုထမ်းစည်ရင်းများကိုလိုက်လံကောက်ခံနေပြီးတော့တက္ကသိုလ်ကျောင်းသူများရဲ့အမည်စည်ရင်းများကိုပါတောင်းယူသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်စီကဇန်နဝါရီလ23ရက်နေ့မှာပြည်သူ့စစ်မှုထမ်းဤဥပဒေကိုထုတ်ပြန်ကြေညာပြီးတဲ့နောက်ကြောက်တရားမြို့နယ်အမှတ်3ရက်ကွက်အုပ်ချုပ်ရေးမှူးဒေါ်ထင်းကအမျိုးသမီးစစ်မှုထမ်းစည်ရင်းများလိုက်လံကောက်ခံခဲ့ပြီးတော့တက္ကသိုလ်ကျောင်းသူများရဲ့အမည်စည်ရင်းများပါတောင်းယူသွားတယ်လို့သိရပါတယ်။ အုပ်ချုပ်ရေးမှုဒေါ်ထေးဟာရက်ွက်အတွင်းမှာရှိတဲ့အမျိုးသမီးစစ်မှုထမ်းစည်ရင်းများကိုကောက်ခံမယ်လို့ကြိုတင်အကြောင်းကြားထားခြင်းမရှိဘဲတိမ်ထွက်တိမ်ဆင်းလိုက်လံကောက်ခံနေခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်အိမ်တော်စုစည်ရင်းများကိုလည်းတောင်းယူကြည့်ရှုပြီးတော့အမည်စည်ရင်းများကိုမှတ်တမ်းယူသွားတယ်လို့သိရပါတယ်။အမှတ်၃ရက်ွက်ကြောက်တရားမျိုးနယ်မှာအမျိုးသမီးစစ်မှုထမ်းစည်ရင်းတွေကိုလိုက်လံကောက်ယူသွားပါတယ်။တက္ကသိုလ်ကျောင်းတက်နေတဲ့ကလေးမတွေရဲ့အမည်စည်ရင်းတွေကိုပါတောင်းယူသွားတယ်အိုကြီးဒေါ်ထေးကတိမ်တဲ့တိမ်ဆင်းကိုလိုက်ကောက်သွားတာအိမ်တော်စုစည်ရင်းတွေကိုလည်းယူကြည့်ပြီးတော့မှတ်တမ်းယူသွားတယ် ပြည်သူတွေခမရလဲတနာပါတယ်အကုန်လုံးစိတ်ဆင်းရဲပြီးတော့ငိုပြီးကြံနေခဲ့တယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်အလားတူပဲဒဂုံမြို့တဲ့စိတ်ကမ်းမြို့နယ်မှာမနေ့ကည7:00နာရီအချိန်60ရက်ကွယ်အုပ်ချုပ်ရေးမှုအောင်ဆုံးမှုနဲ့သူ့ရဲ့မိန်းမဒေါ်ကေရဲ့မရက်ကွယ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ခိုင်းဘက်တီမောတို့ကစစ်မှုတန်းအဖြစ်နဲ့အမိစရင်သွင်းရန်စင်ခေါ်စာများကိုပေးပို့ခဲ့တယ်လို့သိရပါတယ်အဲ့ဒီစင်ခေါ်စာထဲမှာသတင်းပို့ရန်ပြက်ကွက်ပါကပြည်သူစစ်မှုတန်းဥပဒေအရအရေးယူမယ်လို့ရေးသားချင်းချောက်ထားတယ်လို့သိရပါတယ်မင်းညာက7:00နာရီအချိန်လောက်မှာ 60ရက်ကွာအုပ်ချုပ်ရေးမှုအောင်ဆုံးမှုနဲ့သူ့မိန်းမဒေါ်ကင်မရက်ကွာထဲကဟိုမြောက်ဒီမြောက်အောက်တန်းစာတီဘောဆိုတဲ့ကောင်ကစစ်မှုထမ်းအမည်စရင်တွေကိုသွင်းဖို့အတွက်စင့်ခေါ်စာတွေပေးလာပါတယ်စစ်မှုထမ်းဖို့အတွက်စင့်ခေါ်စာပေါ့သူတို့အမျိုးတွေသူတို့သားသမီးတွေသူတို့နဲ့အဆင်ပြေနေတဲ့သူတွေတော့ဘယ်သူမှမပါဘူး ဒီနေ့မနေ့ကိုးနိုင်ရက်ကွက်ရုံးကိုမဖြစ်မနေတွားရမယ်လို့ပြောတယ်စစ်ခွေးတွေအလိုကျသူတို့ကလိုက်လို့ပေးနေတာအဓိကတရားခဏတွေကသူတို့ပဲကိုချင်းစာစိတ်ကိုမရှိကြဘူးသူတို့သားသမီးတွေမပိုင်ပြီးတော့လုံနေကြတာလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်အလားတူပဲရန်ကုန်မြို့တာကီတာမြို့နယ်ခုနှစ်အနောက်ရက်ကွက်မှာစစ်မှုထမ်းရတော့အမျိုးသမီးများရဲ့စည်ရင်းများကိုအချမ်းမဲ့စစ်တပ်ခန့်အုပ်ချုပ်ရေးမှုတန့်စင်ဝင်းခေါ်တော်ပြီရာရင်မှုလှဝင်းဆောင်နဲ့အပေါင်းပါများကလိုက်လံကောက်ခံနေတယ်လို့ဒေသခံပြည်သူများကသတင်းပေးဖို့တိုင်ကြားထားပါတယ် ောက်ချောက်ရဲမှုတန့်စင်ဝင်းဟာရက်ကွက်အတွဲမှာစကတ်ပြီးတော့စူးစောင်းခြင်းမရှိတော့လဲရာအိမ်မှုလှဝင်းဆောင်ဟာစစ်မှုထမ်းစည်ရင်းများကိုအမျိုးသမီးများကိုပါစူးစောင်းနေခြင်းဖြစ်တယ်လို့သိရပါဗါရဲအုတ်ချုပ်ရဲမှုနဲ့သူ့ရဲ့မိမဟာလဲညာပိုင်းမှာဘေးတွဲဆိုင်ကယ်များနဲ့စီတန်းပြီးတော့ကင်းလက်ခြင်းများကိုလှုပ်ဆောင်နေကဘေးတွဲဆိုင်ကယ်သမားများကမလိုက်ချင်တော့လဲပြဿနာအရှာခံရမှာကိုဆိုရင်ပြီးတော့ကင်းလက်လိုက်ပေးနေရခြင်းဖြစ်တယ်လို့ရက်ကွက်နေပြည်သူများထံကသိရှိရပါဗါရဲရက်ကွက်ကဒလန်တော်တော်များပါတယ်ဗျာ ။နှာဝင်းဆောင်ရဲ့လက်ထဲမှာလည်းအမည်စင်းရဲများစွာရှိနေပါတယ်။အုတ်ချုပ်ရင်းမှုတော်ပြီးခေါ်တန့်စင်ဝင်းကဖုံးကြီးလူတဲ့သူ့ရဲ့မယဘာသမီးနဲ့သူ့မိန်းမကတော်တော်ကိုစိုးတာလက်စားထားတာတွေကအများကြီးပဲ။ဘေးလွဲဆိုင်ကယ်သမားတွေကိုလည်းကင်းမလိုက်ရင်ပြဿနာအရှာခံရတယ်လို့ဒေသခံပြည်သူတို့ကပြောပါတယ်။ဒါအပြင်တာဂေတာအနောက်9ရက်ကွက်နဲ့အရှိ9ရက်ကွက်အုတ်ချုပ်ရင်းမှု နှစ်ဦးပူးပေါင်းပြီးတော့ကြောက်ဝိုင်းများဖဲဝိုင်းများကိုလည်း2022ခုနှစ်ကနေစပြီးတော့ပတ်စံယူပြီးခွင့်ပြုပေးထားတယ်လို့သိရပါတယ်။အဲ့ဒီကြောက်ဝိုင်းများမှာ WY မူရစ်စေးပွားများလည်းရောင်းဝယ်နေတယ်လို့ပြောပါတယ်။ကြောက်ဝိုင်းနဲ့ဖဲဝိုင်းများဟာအမက35မူလာရန်ကျောင်းရဲ့အနောက်နဲ့အထက်ကနှစ်အထက်တန်းကျောင်းရဲ့အနောက်မှာရှိတဲ့ကွင်းတွေထဲမှာလုံဆောင်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်နဲ့မန္တလေးမှာလူငယ်များဆက်တိုက်ပျောက်ဆုံးနေပြီးတော့ပေါင်းတယ်မြို့အာယုံဈေးကိုလာတဲ့လူငယ်၁၀ဦးကျော်ကို စစ်ကောင်စီကပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မြောက်ကလပ်မြို့နယ်အေအာနှစ်လမ်းမှာနေထိုင်တဲ့အသက်28နှစ်အရွယ်ကိုအောင်ကောင်းမြတ်ဟာဇန်နဝါရီလ18ရက်နေ့မှာအလုတ်ကနေနေအိမ်ကိုည9နာရီခန့်မှာပြန်လာတဲ့အချိန်ပျောက်ဆုံးသွားတယ်လို့သိရပါဗါတယ်။မိသားစုဝင်တွေကလည်းအလုတ်မှာညိုက်တယ်ထင်ပြီးတော့လိုက်လံရှာဖွေခြင်းမပြုဘဲ ်အလုတ်ကအပေါင်းအသင်းတွေအင်ကိုလာလယ်မှတာပျောက်ဆုံးနေခြင်းဖြစ်တယ်ဆိုတာကိုသိရခြင်းဖြစ်တယ်လို့ပြောဆိုထားပါတယ်။ရန်ကုန်အင်းစိန်မြို့နယ်ကကိုစိုးကျော်သူခေါ်ကိုမောင်ချေဟာလည်း2024ခုနှစ်နိုဝင်ဘာလ18ရက်နေ့ကစတင်ပြီးတော့မိသားစုဝင်များနဲ့အဆက်အသွယ်ပြတ်တောက်သွားက3လနီးပါးကြာတဲ့အထိကို အဆက်အသွယ်မရသေးဘူးလို့ပြောပါရယ်ရန်ကုန်တောင်ကလာပါမြို့နယ်မှာနေထိုင်တဲ့အသက်36နှစ်အရွယ်ကိုရန်ပိုင်ဦးဟာ2024ခုနှစ်ဒီဇင်ဘာလ18ရက်နေ့မှာမြောက်ဒဂုံကနေတောင်ကလာနေအိမ်ကိုပြန်လာတဲ့အချိန်ည7နာရီအထိကအဆက်အသွယ်ရပြီးတဲ့နောက်ပိုင်းမှာပျောက်ဆုံးသွားခြင်းဖြစ်ကတလကြော်ကြတဲ့အထိအဆက်အသွယ်ပြတ်တောက်နေတယ်လို့ပြောပါရယ်ရန်ကုန်မြို့မှာနေထိုင်တဲ့ကိုကျော်ထင်းဦးဟာလည်းဇန်နဝါရီလ16ရက်နေ့မှာဘရင်တော်ကားဂိတ်ကမျိုးသိန်းဈေးပွဲရုံကိုအသွားမှာပျောက်ဆုံးသွားခြင်းဖြစ်တယ်လို့သိရပါရယ်ရန်ကုန်မြို့မှာနေထိုင်တဲ့အသက်36နှစ်အရွယ် ိုမိုးကျော်ကျော်ဟာလည်းတနင်္ဂနွေဘူရာဈေးနဲ့ CNG ဂတ်ဆိုင်ကြားမှာဇန်နဝါရီလ20ရက်နေ့ည9:00နာရီကမှလမ်းလျှောက်ပြီးတော့ကိုရထွက်ဝယ်တဲ့အချိန်ပျောက်ဆုံးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ရန်ကုန်ရွှေပြည်သာမြို့နယ်အမှတ်9ရပ်ကွက်နတ်ပကြီပန်းချာမှာနေထိုင်တဲ့အသက်32နှစ်အရွယ်ရှိတဲ့ကိုဆန်မင်းထွန်းခေါ်ဆန်ကြီးဟာဇန်နဝါရီလ17ရက်နေ့မှာနေအိမ်ကထွက်သွားပြီးတဲ့နောက်ပျောက်ဆုံးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။မန္တလေးမှာအလုလုကင်နေတဲ့အသက်28နှစ်အရွယ် ကိုမျိုးချစ်ခင်ခေါ်ကိုလေးဟာဇန်နဝါရီလအတွင်းမှာမိသားစုဝင်များနဲ့အဆက်အသွယ်မရတော့ဘဲပျောက်ဆုံးနေတယ်လို့သိရပါတယ်။မန္တလေးပသိမ်ကြီးမြို့နယ်စင်ရွာကြီးကျေးရွာအုပ်စုညောင်ငားပင်ရပ်မှာနေထိုင်တဲ့အသက်35နှစ်အရွယ်ကိုတော်စိုးမင်းဟာဇန်နဝါရီလ19ရက်နေ့ညပိုင်းမှာပျောက်ဆုံးသွားတယ်လို့ပြောပါတယ် ကိုကျော်စိုးမင်းဟာတခါတည်းကစိတ်မမှန်မဲနဲ့စကားတွေပြောချင်ရပြောနေတတ်သူဖြစ်ပြီးတော့စာလဲမတက်တဲ့အတွက်ကြောင့်ဖုန်းလဲပိတ်ကင်မထားဘူးလို့ပြောပါတယ်။ဒါအပြင်ဘကိုတိုင်ပေါ့တယ်မျိုးအာယုံဈေးမှာလဲဇန်နဝါရီလ25ရက်နေ့ကဈေးလာဝယ်တဲ့လူငယ်၁၀ဦးကျော်ကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်။ပေါ့တယ်မျိုးမှာအာယုံဈေးကိုလာတဲ့လူငယ်၁၀ဦးကျော်ကိုစစ်ခွေးတွေကပေါ်တာဆွဲဖမ်းသွားတယ်။ဘယ်ရွာကလူငယ်တွေလဲဆိုတာတော့မသိရသေးဘူးလို့ဒေသခံပြည်သူတို့ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ